ရိုက်ဘာဆန်နဲ့တွင်းဆောင်ခဲ့ပြီးတဲ့နောက်အိမ်မန်ဆိုးတွေကိုအဆုံးသတ်နိုင်ခဲ့သူသို့မဟုတ်ဂျော်ဂျီနာရူရီကိုပရိသတ်များအောင်မိလာများသူမြောင်အိုင်မတ်ခွန်ရှိကိုအေဂျင့်ကနေအားလုံးကိုပြန်လဲကြိုးလိုက်ပါရင်မိကလေးများဆိုတာသူရဲ့ဘဝမှာရိုက်ဘာဆန်မတွေ့ခင်အချိန်အထိစိတ်ချမ်းသာမှုရှိပဲခက်ခဲခဲဖျက်ဆီးရလေးရှိတယ်လို့ပြောကြပါရင်ဒီထဲမှာဂျော်ဂျီနာရူရီကိုလည်းတူအပါဝင်ပါဂျော်ဂျီနာဟာလည်းရန်ဒိုနဲ့မတွေ့ခင်အချိန်အထိဘဝကိုခက်ခဲခဲဖျက်ဆီးခဲ့ရသူတယောက်ပါဂျော်ဂျီနာရူရီကို1994ဇန်နဝါရီ28ရက်နေ့ကအာဂျင်တီးနားနိုင်ငံမှာမွေးဖွားခဲ့ပါရင်ဒါပေမဲ့သူမဟာငယ်ဘဝကိုစပိန်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ဂျာကာရက်မှာကြီးပင်းလာခဲ့ရတာပါ ဒမိုင်းဖားခင်ဖြစ်သူကအာဂျင်တီးနားဘောလုံးမဟောင်းတရားဖြစ်ပြီးတော့ကစားမဘွားကအားယူတဲ့အချိန်မှာမွေးအစီအဝါတည်ယူပို့ဆောင်ပေးတဲ့အလုပ်ကိုပြောင်းလဲလုပ်ကင်ခဲ့တာပါဂျော်ဂျီနာအသက်10နှစ်အရွယ်မှာဖခင်ဖြစ်သူကမွေးအစီအဝါတည်ဆောင်မှုနဲ့ထောင်နဲ့10နှစ်ချမှတ်ခံခဲ့ရပါတယ်။အဲဒီချိန်ကစပြီးဂျော်ဂျီနာဟာသူမရဲ့အမဖြစ်သူအမေဖြစ်သူတို့နဲ့အတူဘဝကိုခက်ခဲခဲ့ဖျက်ဆီးခဲ့ရပါတယ်။အိမ်မက်ဆိုးရီကလည်းရုံထွက်ဖို့ကြိုးစားနေတဲ့ဂျော်ဂျီနာမှာရည်မှန်းချက်တစ်ခုရှိပါတယ်။အဲဒါကဘဲလင်းအကမဲ့တယောက်ဖြစ်လာဖို့ပါ။ဘဲလင်းကမဲ့တယောက်ဖြစ်လာဖို့ဆိုတာကလွယ်ကူတဲ့အရာမဟုတ်ပါဘူး။နေစဉ်ရက်ဆက်လေးချင်းမှုမပြတ်ရဘူး။ခန္ဓာကိုယ်ကလည်းရှိတဲ့နဲ့လေးချင်းတစ်ပိုးသွားလို့မရဘူး။ ဂျော်ဂျီနာဟာဘယ်လင်ကားမဲ့ဖိချင်ခဲ့ပေမဲ့အချိန်နေမျိုးကြောင့်ဘယ်လင်အကကိုဝါဒနာရတာကားခဲ့ရပါတယ်ဂျော်ဂျီနာကဘယ်လင်ကားတင်ခဲ့ရတာကနေစဉ်ဘဝမှာအစည်းကမ်းတစ်ခုလိုက်နာရတယ်လို့ပဲအဲ့ဒါကိုနေတိုင်းလေးချင်းဖို့လို့တယ်ကျမရဲ့ခန္ဓာကိုယ်စတင်ပြောင်းလဲလာတာကိုသတိပြုမိတဲ့အချိန်မှာကျမဟာဘယ်လင်အကမဲ့တယောက်ဖြစ်မလာနိုင်ဘူးဆိုတာသိလိုက်တယ်လို့ပြောဆိုခဲ့ပါတယ်ငွေချေးအစီအမံပေးတဲ့မိသားစုမှာကြီးပြင်းလာခဲ့ရတဲ့ဂျော်ဂျီနာအတွက်ငွေချေးအကုန်ချများပြီးဝင်ဝင်မရှိတဲ့ဘယ်လင်အကမဲ့ဘဝဟာမိုးထက်ကကျယ်လွင့်ကိုခုံခုပြီးလှမ်းခုနေတယ်လို့ပါပဲ မိခင်နဲ့အမအဖေတို့ကဂျော်ဂျီနာရဲ့ဝါသနာကိုအားပေးခဲ့ပေမဲ့မွေကြေးပိုင်းဆိုင်ရာဖေးစီမပေးနိုင်ခဲ့ပါဘူးဒီလိုနဲ့ဂျော်ဂျီနာကဘယ်လင်းအကောက်ကိုဆွန့်လွတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဂျော်ဂျီနာကဘယ်လင်းကတင်ရတာအရင်ပတ်စံကုန်နေနောက်ပြီးကျမအမေကတီးကြတေးကြတဲ့အလုပ်တစ်ခုခုလုပ်စေချင်ခဲ့တယ်ကျမတို့ဖြစ်စေချင်တာကိုနားလည်ပါတယ်ကျမမိဘတွေအဆင်ပြေဖို့အတွက်တစ်ခုခုပြန်လုပ်ပေးချင်ခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်ဒီလိုနဲ့ဂျော်ဂျီနာဖက်ရှင်အပညာရက်ကိုအယုံဆိုင်ပြီးတော့လေ့လာခဲ့ပါတယ်။ဒါပေမဲ့ပတ်စံကသူမအောင်မြင်ဖို့အတွက်အတားအဆီးတစ်ခုဖြစ်ခဲ့ပြန်ပါတယ်။2017ခုနှစ်မှာဂျော်ဂျီနာရဲ့ဘွားရဲကိုအိမ်မက်ဆိုးတွေစတင်ဝင်ရောက်ခဲ့ပါတယ်။ မိခင်ဖြစ်သူကမတော်တဆမှုတစ်ခုကြောင့်အသက်ဆုံးရှုံးခဲ့ရပါတယ်။ဖခင်ဖြစ်သူကလည်းထောင်ထဲမှာရှိနေသေးပါတယ်။အဲ့ဒီအချိန်ကသူမရဲ့အသက်ဟာ16နှစ်ပဲရှိသေးပြီ။ဂျော်ဂျီနာဟာအမားဖြစ်သူနဲ့ဘဝကိုခက်ခဲခဲ့ဖြတ်သန်းခဲ့ရပါတယ်။ဒါပေမဲ့ဂျော်ဂျီနာဟာဘယ်တော့မှအရှုံးမပေးခဲ့ပါဘူး။သူမဟာမွေရဲ့မိကစားသောက်ဆိုင်တစ်ခုမှာဇပွဲတို့အဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။အင်္ဂလန်မှာ fashion ပညာရေးတွေကိုဆက်လက်သင်ကြားဖို့ဆန္ဒရှိခဲ့တဲ့အတွက်အင်္ဂလိပ်စာကိုတေချာလေ့လာပြီးအလုပ်ကြိုးစားခဲ့ပါတယ်။ဒီလိုနဲ့အချိန်တစ်ခုကြာမှာအင်္ဂလိပ်စာနဲ့ fashion မှာဂျော်ဂျီနာဟာအတိုင်းအတာတစ်ခုထိလေ့လာပြီးစီးခဲ့ပါတယ်။ 2016ခုနှစ်သူမအသက်22နှစ်အရွယ်မှာစပိန်မျိုးကိုပြန်လာခဲ့ပါတယ်။အဲဒီနောက်မက်ထရီမျိုးကိုပြောင်းရွှေ့ခဲ့ပြီးသူမရဲ့ဘဝအသစ်ကိုစတင်ခဲ့ပါတယ်။မက်ထရီမျိုးဟာအချိန်ချဖို့အတွက်နာမည်ကျော် Gucci ဆိုင်ခွဲတစ်ခုမှာရောင်းဝယ်တဲ့တူအဖြစ်ဝင်ရောက်လုပ်ကိုင်ရင် fashion ပညာရပ်တွေကိုဆက်လက်လေ့လာခဲ့ပါတယ်။ဒီလိုနဲ့2016ခုနှစ်ရဲ့တာယာတဲ့နေ့တည်းမှာသူ့ရဲ့ချစ်သူဖြစ်လာမယ့် Real Madrid ရဲ့ Superstar Cristiano Ronaldo ဟာ Georgina ရှိနေတဲ့ Madrid က Gucci ဆိုင်ခွဲကိုရောက်ရှိလာခဲ့ပါတယ်။ Georgina ကရယ်ရွန်ရဲ့အရင်ခန္ဓာကိုယ်ကောင်းချောင်းတွေကကျမကိုဆွဲဆောင်နေရင်ကျမသူ့ရှိမှတခုခုလုပ်ပြခြင်းခဲ့တယ်။ ဒါပေမဲ့ဆန္ဒကိုတိတ်ခါနဲ့ထိန်းထားခဲ့ရတယ်။ကျမသဘောကျတဲ့သူတယောက်ရဲ့ရှေ့မှာကျမအရန်ရှက်နေခဲ့တယ်။သူရဲ့အကြီးတစ်ချက်နဲ့တင်ကျမနှလုံးသားတစ်ခုလုံးကိုတင်ပိုက်လိုက်တယ်လို့ပြောဆိုခဲ့ပါတယ်။ဂျော်ဂျီနာနဲ့ရော်နယ်ဒိုတို့ဟာမမြင်ချင်းမှပဲချစ်ကြွမ်းဝင်ခဲ့ကြတာပါ။2019ခုနှစ်ဇန်နဝါရီမှာဂျော်ဂျီနာနဲ့ရော်နယ်ဒိုတို့ဟာတရားဝင်တွဲခုတ်ခဲ့ကြပြီးရယ်ဒိုကအဲ့နှစ်ရဲ့ FIFA ဘောလုံးတရစစ်ပွဲမှာဂျော်ဂျီနာကိုပွဲထုတ်လာခဲ့ပါတယ်။အဲ့ဒီအချိန်မတိုင်ခင်တည်းဂျော်ဂျီနာဘယ်သူလဲဆိုတာဘယ်သူမှမသိခဲ့ကြပါဘူး။ FIFA ဘောလုံးတရစစ်ပွဲဘက်ကိုရယ်ဒိုနဲ့အတူပွဲထွက်လာခဲ့တဲ့ဂျော်ဂျီနာဟာပပရာစီတွေမီဒီယာတွေနဲ့ပရိသတ်တွေအာရုံစိုက်စရာတစ်ခုဖြစ်လာခဲ့ပါတယ်။ ီလိုနဲ့အိမ်မက်ဆိုးတွေကိုဖျက်ဆီးနေရတဲ့ဂျိုင်နာရဲ့ဘဝမှာကံကောင်းခြင်းတွေရည်စတဲ့ရောက်ရှိလာခဲ့ပါရင် အချိန်တွေပြောင်းလဲလာတာကမျိုးကြည့်နိုင်စရာပါလူတွေကျမနာကိုလိုက်လာကြတယ်ဖုန်းတွေခေါ်ကြတယ်ဇာတ်လေးတွေကကျမအလုပ်နေတဲ့ဆိုင်ကိုဈေးဝယ်သူပုံစံဖမ်းပြီးတော့လာလေးလာကြတယ်အယောင်ဆိုင်ထဲမှာဈေးတကယ်ဝယ်တဲ့သူထက်ကျမကိုစိတ်ဝင်စားတဲ့သူတွေကပိုများခဲ့တယ်လို့ဂျော်ဂျီနာကဆိုပါတယ်ဒီလိုနဲ့နောက်ဆုံးမှာတော့ဂျော်ဂျီနာကိုချီအယောင်ဆိုင်ဝန်ထမ်းဘဝကနေလှုပ်ထွက်ခဲ့ပါတယ်ဂျော်ဂျီနာရယ်ဒိုအနားမှာနေပြီးတော့ရယ်ဒိုရဲ့ဝင်ဝင်ထွက်ဝင်တွေကိုစီမံခန့်ခွဲပေးရတဲ့သူတယောက်ဖြစ်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာကောလာဟာလာနဲ့အချင်းမရှိတဲ့တဲ့တွေကဂျော်ဂျီနာဟာ ငွေမတ်တဲ့တိုက်တူးသမားဆိုပြီးတော့ပုတ်ခတ်လာကြပါတယ်။ရုတ်တရက်စဉ်းစားချင်းအသက်22နှစ်အရွယ်မိန်းကလေးတူကဥစ္စာဒဏ္ဍာရီအောင်မြင်မှုတွေကိုပိုင်ဆိုင်ထားတဲ့သူထက်အသက်10နှစ်ကြီးတဲ့အသက်32နှစ်အရွယ်ယောက်ျားလေးတူနဲ့တွဲခုတ်တယ်ဆိုတာကငွေမတ်တယ်လို့ထင်ကောင်းထင်နိုင်ပါတယ်။ဒါပေမဲ့ဂျော်ဂျီနာကအဲ့ဒီထင်မြင်ချက်တွေကိုသူမရင်းကျက်မှုနဲ့တိုက်ထုတ်ခဲ့ပါတယ်။ဂျော်ဂျီနာကဘာကုမဂိမ်းမဆိုင်ပဲသူလုံးဆရာရှိတာကိုဆက်လုပ်ခဲ့ပါတယ်။ဂျော်ဂျီနာဟာရက်ဒိုလိုပဲဝေဖန်မှုတွေကိုခွန်အားဖြင့်အသုံးချပြီးစူးစမ်းခဲ့တယ်။ရက်ဒိုမရှိလဲသူမဟာအောင်မြင်တဲ့ဖက်ရှင်ပညာရှင်တယောက်ဖြင့်ယက်တီနိုင်ခဲ့တယ်။ ဂျာဂျီနာဟာအင်္ဂလိပ်၊ဘရာဇီး၊စပိန်၊အာဂျင်တီးနားဘာသာစကားတွေကိုကောင်းမွန်စွာပြောဆိုတဲ့။သူမဟာရန်ဒိုနဲ့တွဲပြီးမှလူသိများလာတယ်ဆိုပေမဲ့သူမကိုယ်တိုင်ဟာလည်းရေချင်းရှိတဲ့မိကလေးတယောက်ဖြစ်ခဲ့တယ်။ဂျာဂျီနာရဲ့ရင်းချမ်းမှုကလူတိုင်းရဲ့ချစ်ခင်လေးစားခြင်းကိုရရှိခဲ့ပါတယ်။အောင်မင်းရဲ့ယောက်ျားရဲ့နောက်ကွယ်မှာထက်မြက်တဲ့မိန်းမတယောက်ရှိတယ်လို့ဆိုကြပါတယ်။ရဲဒိုလိုအောင်မင်းရဲ့ကဘာကျော်ဗောဓမာတရားရဲ့နောက်မှာလဲဂျော်ဂျီနာအမြဲတမ်းရှိနေပါရင်ရဲဒိုလိုအောင်မင်းရဲ့ယောက်ျားတယောက်ကမိမတယောက်ကိုအမြဲတမ်းချီးကျူးခဲ့ပါရင်ဂျော်ဂျီနာနဲ့အရင်တွဲခုတ်ခဲ့တဲ့ရုရှားမော်ရယ်အီနာရှိတ်တုံးကလည်း ်ဘယ်တော့ကတခါမှချီချူစကားမဆိုခဲ့ဘူးပါဘူးဒါပေမဲ့ရော်နယ်ဒိုကဂျော်ဂျီနာကိုချီချူစကားဆိုခဲ့ဘူးပါရင်ရော်နယ်ဒိုကဂျော်ဂျီနာအတွက် right person တယောက်ဖြစ်ခဲ့ပြီးရော်နယ်ဒိုနဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်ဂျော်ဂျီနာရဲ့အိမ်မက်ဆိုနေရကံကောင်းချင်းဖြင့်ပြောင်းလဲသွားခဲ့ပါရင်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကလောက်ပါမယ်နောက်နေ့မှလည်းအားကစားနေပတ်သက်တဲ့သတင်းကြော်တွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ